ဒုက္ခဒုက္ခလေလူလောကမှာအဆင်ပြေတဲ့အခါမှာချမ်းသာလို့အဆင်ပြေတဲ့အခါမှာဆင်းရဲဒုက္ခအကြတဲတွေတွေ့အဲ့ဒီလိုတွေ့လာတဲ့အခါမှာလည်းပဲဆင်းရဲဒုက္ခတွေကြုံတဲ့အခါမှာ depression မဖြစ်ဖို့စိတ်ထက်မကြဘူးစိတ်သက်သာရာရတဲ့နိလန်းနေနဲ့တွေ့ရမြတ်စွာဘုရားပေးထားတဲ့ general point ကတော့ဘာတုံးဆိုလို့ရှိရင် ဘယ်အရာမှမမြဲဘူးတဲ့တခဏပဲဆိုတဲ့အတွေးလေးနဲ့သိခံပါဆင်းရဲတဲ့အတိုင်းတာတစ်ခုကိုအဲ့ဒါနဲ့ခုခံကာကွယ်ထားသည့်အတွက်ကြောင့်ကိုယ်စိတ်ဓာတ်မှာ depression ဖြစ်တယ်ဆိုတာမရှိဘူးစိတ်ဓာတ်တွေနှိမ့်ကျသွားတာမျိုးမရှိဘူးတဲ့ခုခံနိုင်တယ်အေးချမ်းသာဒုက္ခနဲ့တွေ့လာလို့ရှိရင်လေလူတွေကဘဝင်မြင့်ပြီးအောက်ချိန်လွတ်တတ်တယ် အဲ့လိုမဖြစ်ရအောင်လည်းပဲခုနကအေးချမ်းသာတယ်ဆိုတာလဲသာဝရမဟုတ်ဘူးတခဏမျှသာဖြစ်တယ်လို့မှန်ကန်တဲ့အတွေးလေးတွေနဲ့တွေးပြီးတဲ့အခါမှာကိုယ့်ရဲ့စိတ်ဓာတ်ရင်းရိုင်မှုမရှိအောင်ကြံ့ခိုင်အောင်ကြိုးစားရမယ်ဒါကိုပြောတာကောင်းဆိုးလောကရန်ကြံ့ကြံ့ခံဘဝကိုလှလှပပဒီဆောက်ချင်ဟောဒီလောကရန်ခန္ဓာရင်ရှိဖို့ကြိုးစားရမယ်ဒါနံပါတ်1နော်လောကရန်ခံနိုင်အောင်ကြိုးစားအောင် ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်လောကရံဆိုတာရှိတာကြီးပဲဆင်းရဲတဲ့ပုဂ္ဂိုလ်မှလည်းရှိတယ်ချမ်းသာတဲ့ပုဂ္ဂိုလ်မှလည်းရှိတယ်ဘယ်နိုင်ငံသားပဲဖြစ်ဖြစ်ဘာလူမျိုးပဲဖြစ်ဖြစ်ဘာဘာသာကိုယ်ွယ်ကိုယ်ွယ်ဒါတွေကတဏှိတည်းပဲဘာဖြစ်လို့လောကဓမ္မလောကရဲ့သဘာဝလို့ပြောတာเนาะကဲရတဲ့ချိမွတ်နေဆိုတာချိမွတ်နေလူကချိမွတ်နေကဲရတဲ့လူကကဲရတယ်အလုံးသိကြလိမ့်မယ်လေ တခါတော့ကအမေရိကန်သမတအရင်သမတဣရတ်သွားတဲ့အခါကျတော့သတင်းစာဆရာတယောက်ကဖဏနဲ့ထုတယ်မဟုတ်လားဘာပဲဖြစ်ဖြစ်တခုခုအစော်ကားဆိုတာနိုင်ငံကောင်းဆောင်သမတဖြစ်နေစော်ကားခံရတာမျိုးရှိတာစိတ်တက်ရေးရမတုံလို့ကတိတ်အရေးကြီးတယ်ပေါ့ ကိုလည်းကိုယ်အတိုင်းတားနေသူလည်းသူ့အတိုင်းတားလောကမှာနေတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဟာကြည့်စိတ်ဓာတ်ကြန့်ခိုင်ဖို့ကြိုးစားရအဲ့ဒီစိတ်ဓာတ်ကြန့်ခိုင်တယ်ဆိုတာသူ့ဘာသူကြန့်ခိုင်လာမှာမဟုတ်ဘူးကိုယ်တိုင်ကြိုးစားဖို့လိုအပ်တယ်။ဘာဖြစ်လို့လို့ဆိုရင်ခန္ဓာကိုယ်ကြီးကြန့်ခိုင်အောင်ဘာတွေလုပ်ကြလူတွေလမ်းလျှောက်ကြတယ်ကြမ္မာကြီးလေ့ကျင့်ကြတယ်ဟုတ်တယ်မို့ ကျမရေးလေ့ကျင့်ကြတယ် physical exercise တွေလုပ်ကြတယ်အားကစားသမားတွေဆိုမမောနိုင်မပတ်နိုင်အားကစားလေ့ကျင့်မှုတွေပြုသို့သောလောကလူသားတွေမေ့နေတာလှုပ်ဖို့မေ့နေတာဘာလို့ဆိုရင် mental exercise ပဲစိတ်ကိုကြံ့ခိုင်အောင်ကြိုးစားမှုကြတော့အားပျော့နေကြတယ်အဲ့ဒါလို့အားပျော့နေကြသည့်အတွက်ကြောင့်တလောကလုံးတစ်ကမ္ဘာလုံးမှာရှိကြတဲ့လူသားတွေဟာလောကရာနဲ့ကြုံလိုက်လို့ရှိရင်ရိမ့်ရိုင်ထွက်သွားတယ် စိတ်ထားချမ်းခိုင်မှုအတွက်ကလည်းပဲ physical exercise လုပ်တယ်လို့ mental exercise လုပ်ဖို့လိုအပ်တယ်ပေါ့အဲ့ဒါတရားချင်းတယ်ဆိုတာအဲ့ဒါပြောတာနော်တရားချင်းတယ်ဆိုတာအဲ့ဒါပြော physical exercise လုပ်တယ်ဆိုလို့ရှိရင်လူတွေကလမ်းထွက်ရှောင်းရတယ်ကျန်းမာရေးလေ့ကျင့်ရတယ်အပြေးလေ့ကျင့်တယ်ခန္ဓာကိုယ်ချမ်းခိုင်အောင်လုပ်တယ်ဒါဖြင့်စိတ်ထားချမ်းခိုင်အောင်ဘာလို့ကတရားထိုင်တယ်တို့စိတ်ထားလေ့ကျင့်ခံယူတယ်စိတ် တည်ငြိမ်အောင်ကြိုးစားတယ်ကိုယ့်အိမ်မှာကိုယ်နေရင်ကနေပြီးတော့မှန်ကန်တဲ့အတွေ့အကြုံတွေတွေးတယ်ဆိုပါစို့လောဘစိတ်တွေများနေတယ်တွေ့တာစိတ်တွေများနေတယ်တဝူနဲ့တဝူခင်မင်ပြီးတော့တိတ်တွေ့တာမှုတွေများနေလို့ရှင်တွေးလေအေးလူဆိုတာတနေ့ကျတော့ခွဲရအောင်ပါပဲဟောမခွဲခင်တို့ဘာတွေလုပ်မလဲတချို့ကအဲ့ဒါမျိုးကိုစဉ်းစားရမှာမစဉ်းစားခြင်းဘူးပေါ့ စိတ်ဓာတ်ကြံ့ခိုင်အောင်အဲ့ဒါလေးကလေ့ကျင့်ပေးရဆိုပါစို့နုပြိုနေတဲ့အရွယ်ရှိတဲ့ပုဂ္ဂိုလ်တွေကစဉ်းစားရမှာပါဇရာဓမ္မောမိဇရံအနတိတောငါမှအိုခြင်းသဘောရှိတယ်အိုတဲ့သဘာဝငါမှရှိနေတဲ့အိုခြင်းတရားကိုငါမလွန်မြောက်နိုင်သေးဘူးလို့ဒီဟာစိတ်ဓာတ်ကြံ့ခိုင်အောင် လေ့ကျင့်မှုတစ်ခုပဲတချို့ကအဲ့ဒါတွေတွေးရင်စိတ်ပြည့်စရာကြီးလို့ထင်တယ်မဟုတ်ဘူး စိတ်ပြက်เสียတွေးတာမဟုတ်ဘူးတဘာဝအမှန်ကိုသိအောင်ကြိုးစားစိတ်ဓာတ်ဆိုတာတဘာဝအမှန်ကိုသိမှဒီထက်တယ်ရင့်ကျက်လာဗျာဒိဓမ္မောမိဗျာဒိနာတိတော်အေးငါခန္ဓာကိုယ်ကြီးဟာနာရတ်တဲ့သဘောရှိတယ်နာခြင်းတရားကိုငါမလွန်မြောက်နိုင်သေးဘူးတွေးပါဆင်ញင်စဉ်းစားပေးပါလေ့ကျင့်ပေးပါစိတ်ကိုဒါနဲ့လေ့ကျင့်ပေးအာယုန်နဲ့စိတ်ကိုလေ့ကျင့် ကောင်းတဲ့အာယုံနဲ့စိတ်ကိုလေးချက်နဲ့ခေါ်တယ်မရဏဓမ္မောမိမရဏနာတိတောလူတိုင်းလူတိုင်းဟာသိခြင်းသဘောရှိတယ်ငါလည်းပဲသိခြင်းသဘောရှိတယ်သိခြင်းတရားကိုငါမလုံမြောက်နိုင်ဘူးလေ့ကျင့်ပေးပါ လေ့ကျင့်ပေးသည့်အတွက်ကြောင့်ဟောတန်ရောစင်ဒီယောပါလာအတွေ့အတာတွေယောပါလာလူတွေကထင်တယ်အတွေ့အတာယောပါသွားလို့ရှိရင်တဦးနဲ့တူ ကွဲသွားလိမ့်မယ်လို့ထင်တယ်မဟုတ်ဘူး တန်ရောစင်နဲ့တွေ့တာဟာမေတ္တာနဲ့တွေ့တာနဲ့မတူတဦးနဲ့တဦးမေတ္တာနဲ့ကုညီဆောင်းလျှောက်တာကမှပိုးခိုင်တာတန်ရောစင်ကမခိုင်ဘူးတန်ရောစင်ဆိုတာကိုယ်အလိုချာလေးဖြစ်နေတုံးနဲ့တန်ရောစင်ကိုယ်စိတ်တိုင်းမကြတော့ဘူးဆိုတာနဲ့တပြိုင်နက်တန်ရောစင်မရှိတော့တဏရဲ့သဘောကခုကောင်းစားဖို့ပဲကြည့်တယ်ဆိုပါစို့ သားသမီးတွေကိုမိဘတွေကချစ်တယ်ချစ်တယ်နဲ့ပြောကြတယ်။သားသမီးချစ်တာလားကိုယ့်ကိုယ်ကိုချစ်တာလားတေချာဆန်းစစ်ချစ်။အများကတော့ဖြေလိုက်မယ်သားချစ်တယ်သမီးချစ်တယ်ပေါ့။ဒါဖြင့်အဲ့ဒီသားသမီးကိုဘာကြောင့်ချစ်နေတာတုံးလို့မေးလိုက်လို့ရှိရင်ဒီသားသမီးလေးကို ကြည့်ပြီးတော့ကိုယ်စိတ်ထဲမှာစိတ်ချမ်းသာနေတယ်။အားကိုးနေတယ်ယုံကြည်နေတယ် ငါတက်ကြည့်ရင်ငါသားလေးကငါဆောင်းရှောက်มาပဲငါသမီးကငါဆောင်းရှောက်มาပဲနဲ့ဟောအကုန်မှုတွေတွေ့တာမှုတွေအဲ့ဒီလိုညှော်လင့်ချက်ကလေးတွေနဲ့ထင်အဲ့ဒီသားသမီးကကိုယ့်ကိုဒုက္ခပေးလာပြီဆိုရင်မိဘတွေဘာလုပ်ကြတော့အိမ်ကနေနှင်ချပြီးအမွေပြကြော်ညာရတယ်မဟုတ်လားအဲ့ဒါဖြင့်အဲ့ဒီသားသမီးကိုချစ်တယ်ဆိုတာဘာကိုချစ်တာတော့လို့မေးလို့ရှိရင် ကိုယ့်ရဲ့ပျော်ရွှင်မှုကိုဖျက်ဆီးလာပြီးကိုယ့်ရဲ့ဘဝကိုထိခိုက်လာပြီဆိုလို့ရှိရင်အဲ့တာသမီးဖြစ်တော့အဲ့ဒါကိုကြည့်မယ်ဆိုရင်မိဘတွေကတကယ်ချစ်တယ်ဘာကိုချစ်တာတော့ကိုယ့်ဘဝကိုချစ်တာပဲကိုယ့်ဘဝကိုထိပါလာပြီးနှောင့်ယှက်လာပြီးဆိုရင်လက်မခံတော့ဘူးလေချစ်လာပါတယ်ဆိုတော့ဇနီးမောင်နှံတွေ divorce လုပ်ကြတယ်၊ကွာချင်းကြဘာဖြစ်လို့ပြောကြတဲ့အခါမှာစိတ်သဘောထားချင်းမတိုက်ဆိုင်လို့ ဆိုလိုတာကသူ့စီကကိုပျော်ရွှင်မှုမရဘူးကိုယ့်စီကသူပျော်ရွှင်မှုမရဘူးကိုယ့်ရဲ့ပျော်ရွှင်မှုတွေဆုံးရှုံးကြတယ်အဲ့ဒီဆုံးရှုံးတာကိုမကြိုက်တာပဲအမှားတကယ်အနိတ္တရာကိုလိုက်ရှာကြည့်လို့ရှိရင်မြတ်စွာဘုရားကဒါကြောင့်မို့ဟောတာအတ္တတမံပေမံနတ္ထိကိုကိုကိုချစ်တာလောက်တခြားကိုကိုကိုအချစ်နဲ့တူတဲ့အချစ်ဆိုတာမရှိဘူးလို့ဒီလိုပြောတာဒါကတကယ်ကိုအစစ်အမှန်ကိုဟောတာ ေးဒါကြောင့်မို့လို့မေတ္တာဆိုတာကတော့အဲ့ဒါမျိုးမဟုတ်ဘူးတဏှာကရယူလို့တယ်ခံစားလို့တယ်ဒါတဏှာချက်မေတ္တာချက်ဆိုတာကအဲ့ဒါမျိုးမဟုတ်ဘူးသူများအတွက်ပေးဆက်ချက်မေတ္တာချက်ကသူများအတွက်ပေးဆက်တယ်တဏှာကကိုယ့်အတွက်မေတ္တာကသူ့အတွက်သူ့အတွက်လှုပ်တာကပို့ပြီးတော့ခိုင်မြဲတယ်တဲ့ ဘာဖြစ်လို့လို့ဆိုစဉ်းစားရတဲ့သူ့အတွက်စဉ်းစားတာကိုယ့်အတွက်မစဉ်းစားဘူးဟိုတစ်ဖက်ကလည်းမေတ္တာနဲ့ဆိုရင် သူ့အတွက်စဉ်းစားတယ်ကိုယ့်အတွက်မစဉ်းစားဘူးအဲ့ဒီတော့သူ့အတွက်စဉ်းပြေးနေလို့ရှိရင်ဟောမကွဲမကွာဖြစ်တာပေါ့ဟိုလူကလည်းငါ့အတွက်စဉ်းစားတယ်ဟိုလူကလည်းငါ့အတွက်စဉ်းစားတယ်နှစ်ဦးကိုယ့်အတွက်ကြည့်ပဲစဉ်းစားတယ်လိုဘဖြစ်နေတဲ့အချိန်မှာတော့ကိုယ့်အတွက်ဖြစ်နေရင်ခြေနဲ့တယ်ကိုယ့်အတွက်မဖြစ်တာနဲ့တပြိုင်တည်းခွဲကြရော အဲ့တော့မေတ္တာချက်နဲ့တဏှာချက်တခြားနည်းနဲ့ပြောမယ်ဆိုလို့ရှိရင်မေတ္တာချက်ကအေးမြပြီးတော့တဏှာချက်ကပူလောင်နေတဏှာရဲ့နောက်ွယ်မှာဘာတွေလာတော့ဆိုတော့တောကဆိုတာရောက်လာဆိုရင်ဓာတွေပူဆွေးဓာတွေဓာတွေဖြစ်လာမေတ္တာရဲ့နောက်ွယ်မှာဓာတွေလုံးဝမရှိဘူးအေးချမ်းနဲ့တည်ငြိမ်နဲ့ဆိုတာတွေဖြစ်တယ်ဒါကြောင့်မို့မေတ္တာနှလုံးသားနဲ့ချက်နိုင်အောင်ကြိုးစားအဲ့ဒါပို့ပြီးတော့ခိုင်မြဲတယ် စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီးတော့ဒါကိုမြတ်စွာဘုရားကအေးလောကရံနဲ့ကျုံးလာပြီဆိုလို့ရှိရင်ကြံ့ကြံ့ခံနိုင်အောင်